အဆဲခံရတဲ့လူတွေအပြောခံရတဲ့လူတွေတိတက်ကိုကျွန်တော်ပြောချင်တယ်။မင်းအဆဲခံရတယ်၊မင်းအပြောခံရတယ်။မင်းဘာဖြစ်သွားလဲ။မင်းတော့ဘာမှမဖြစ်ဘူးလား။ဒါမဲ့ဆဲတဲ့လူပြောတဲ့လူကသူမင်းကိုဆဲပြီးပြောပြီးစင်တော့ပြီးသွားပြီ။သူထပ်ပြီးတော့မစင်စားဘူး။ထပ်ပြီးတော့မတွေးဘူး။စိတ်မကောင်းလည်းသူမဖြစ်ဘူး။ဒါမဲ့မင်းတယောက်ကဝါအဲ့တဲ့အချိန်မှာညစီမပိုက်ခင်မှာမင်းစင်စား။အားကြောင့်ငါ့ကိုဆဲတာ။ ဘာကြောင့်ငါ့ကိုပြောတာလဲဘာကြောင့်ငါ့ကိုအပြစ်တင်တာမိမျိုးစော်လည်းမင်းစဉ်းစားတယ်မင်းကောင်းတဲ့မှာရိုက်တွဲတယ်ဒါမှမဟုတ်ဘာချိုးရှိတယ်ပြောတဲ့လူဆဲတဲ့လူကဘာမှမတွေးမင်းဘာလို့ကိုတွေးနေရလဲမင်းဘာလို့ကိုအဆင်မကောင်းဖြစ်နေရလဲဒါကရောမင်းအတွက်ဘာကြိုးလို့ရှိလဲမင်းဘဝအတွက်ဘာတွေရလဲမင်းအနာဂတ်အတွက်ဘာတွေပြောင်းလဲလို့လဲမင်းကိုပြောတဲ့လူတော်မှာ तू ကမစင်စားဘူး तू ကမတွေးပဲနဲ့မင်းကဘာလို့ကိုတွေးနေရပါလဲမင်းလောက်ဆရာရှိတယ်မင်းလောက်မင်းရှောက်တဲ့လမ်းကိုမင်းရှောက်တင်ညာကိုတွားမချင်ဘူး ဘေးပန်းဝန်ကျင်ကဘလောက်ပဲပြောပြောမင်းလျှောက်တဲ့လမ်းအင်းပေါ်မှာကြီးတယ်မင်းသွားချင်တဲ့ပန်းတိုင်းကသူများနဲ့မဆိုင်ဘူးဘေးကစကားတဲ့အကြောင်းမင်းရဲ့လမ်းကြောင်းကိုမလွဲပါစေနဲ့လို့ကျွန်တော်မှန်ချင်ပါတယ်